မြက်တကာမြက်သေးတွင်စင်ကိုမြက်ဟာအင်အားအကြီးဆုံးဖြစ်သည့်အလျောက်နှလုံးသွေးအား내သူများရင်သုံးမူးဝေအိမ်မပျော်သူများကင်ဆာရောဂါများအသွေအသုံးဝင်တဲ့တဘာဝဆေးဖက်ဝင်အပင်ဖြစ်ပါတယ်စင်ကိုမြက်ဟာဒေတာတော်တော်များများမှာတဘာဝအရာပေါက်တဲ့ မြက်အမျိုးအစားပါ အထူးသဖြင့်အညာဒေတာမှာတွေ့ရများပါတဲ့အညာဒေတာကအိမ်ချံဝင်းတွေထဲမှာအမြင်တွေ့ရတဲ့မြက်ပင်ပါဘလို့ပဲနှုတ်ပြပြမိုးရွာရင်အလိုလို ပြန်ပေါက်လာတဲ့မြက်အမျိုးအစားပါသူရဲ့ထူးခြားချက်ကတခြားမြက်တွေထက်ပိုပြီးတမာပြီး မြေကုတ်အားကောင်းတာကြောင့်အလွယ်တကူဆွဲနှုတ်ဖို့ခက်ခဲပါတယ်။ဒီဗီဒီယိုမှာစင်ငုံမြက်ရဲ့ဂျမ်မာရေးအရာအသုံးဝင်ပုံတွေကို ပြောပြပေးပါမယ်။ကျမရေးစေးဖက်ဝင် အပင်တွေအကြောင်းနဲ့တဘာဝစေးနီးတွေအကြောင်းကိုတည်ရဖို့ဒီ channel လေးကို subscribe လုပ်ပေးပါဦးနော် ။နောက်ပြီးနေစဉ်တင်တမညာအကြောင်းအရာတွေကိုဒီရဖို့ဘေးကခေါင်းလုံးပုံလေးကိုနေပေးခဲ့ပါအောင်နော်။စင်ငုံမြရဲ့ဂျမ်းမာရဲ့အတွက်အတုံးဝင်မှုများ နှလုံးသွေးကြောကျဉ်သူတွေအတွက်စင်ကိုမြက်အပင်ရဲ့ပြင်ဆငါးပါးကို ပြုတ်ပြီးတောက်ရပါတယ်။မကြာခဏပုံမှန်တောက်ပြီးရင်နှလုံးသွေးကြောကျဉ်တာတဖြည်းဖြည်းပျောက်ကင်းစေပြီးယောဂါကြောင့်ဖြစ်တတ်တဲ့ဘေးထွက်ဆိုးကျိုးတွေကိုလျှော့ချပေးနိုင်ပါတယ်။နှလုံးယောဂရှိသူတွေအတွက်စင်ကိုမြက် ပြင်းစ၅ပါးကို လက်သုပ်ခန့်ရေစင်အောင်ဆေးပြီး၃ခွက်တစ်ခွက်တင်ပြုတ်ပြီးတရက်ကိုတစ်ခွက်တောက်ပေးရပါတယ်။တပတ်ကြာရင်နှလုံးရောဂါတတလာတာကိုခံစားရစေပါတယ်။စင်ငုံမြက်ဒီမတူညီတော့ဖျားနာမှုများအတွေ့အစားထိုးဇီဝအဖြစ်အာဖရိကဒေသတွင် နိုင်ငံတွေမှာတင်ကျဲစွာအသုံးပြုကြပါတယ်။အတားလူမျိုးများဟာပိုးမွားများကိုနိုင်နေရန်စင်ငုံမြက်ရဲ့အရွက်ချောက်များကိုအသုံးပြုကြပါတယ်။ကင်ဆာယောဂါဖြစ်နေသူများအတွက်စင်ငုံမြက်ရဲ့အမြင့်ကို၃ခွတ်တစ်ခွတ်တင်ကြိုပြီးတောက်ပါဒီအပင်ရဲ့ တတ်သူစန့်ကျင်ကုန်တတိကြောင့်တင့်ခန္ဓာကိုယ်ထဲကကင်ဆာဆဲတွေကြီးထွားနိုင်ခြေကိုရှော့ချပေးနိုင်ပါတယ်။တဲ့အင်ကင်ဆာပါပျောက်ပါတယ်။ဒါကအဖွာတရောက်ကိုယ်တိုင်းတောက်ပြီးပျောက်ခဲ့တာပါ။ကင်ဆာမဖြစ်အောင်လဲကာကွယ်ပေးပါတယ်။ဒီအမြင့်ပြုတ်ရေကနည်းနည်းတော့ခါပါတယ်ဒါကြောင့် ထညက်ခဲနဲ့ကြိုတောက်နိုင်ပါတယ်။စင်ကိုမြက်အမြင့်ကိုဒူးတဲ့အခါအမြင့်အကုန်ပါအောင်ဒေချာသူပါထညက်ခဲနဲ့ကြိုပြီးတောက်ပါတကယ်လက်သွေးပျောက်ကင်းပါတယ်။တဲ့အင်ကန်စာကိုဆရာဝန်ကြီးက6လပဲခံတော့မယ်လို့ မတ်ချက်ပေးခံရတဲ့အသက်50အရွယ်အဖွားဟာဒီစင်းနီးနဲ့ပဲပျောက်ကင်းခဲ့တာပါတဲ့အိမ်အရေးအိတ်ဖြစ်တဲ့အမျိုးသမီးများအသွဲစင်ကိုမြက်လက်ဖက်ရည်ကို နေစဉ်တောင်းတုံးချင်းဖြင့်အချိန်ကြာလာတဲ့အခါတတပြောက်ကင်းစီပါတယ်ကြောက်ကပြတနာများ စင်ကိုမြတ်တီကျွန်ုပ်တို့ဤခန္ဓာကိုယ်အတွင်ရေပမာဏကိုသိုးစေပြီးစီအပြင်စာကိုဖေရှားပေးသည်တဘာဝစီစေသမျိုးဖြစ်ပါတယ်။ဒါကြောင့်ကြောက်ကဲ့ပြတနာတွေကိုတတ်သားစေတာပါ။အတုံးပြူနီကတော့ကြိုပြီးတော့ပါ။ သေးရောင်အတဝါယောဂဖြစ်နေသူတွေအတွက်စင်ကိုမြက်နဲ့ဘဲဥတလုံးရေးသုံးခွက်တင်တစ်ခွက်ကြိုပြီးတောက်ပါခုနှစ်ရက်ဆက်တိုင်းတောက်ပါလက်သွေးပျောက်ကင်းပါတဲ့အစနာယောဂများအတွက်စင်ကိုအရွက်များကိုအုံတီနဲ့ရော၍အပူပေးပါ ထိခိုက်သောနေရာကိုပတိနဲ့ပတ်ထားပါတတစီပါတယ်။နောက်ထပ်တဏီကတော့စင်ကိုမြဲအမြစ်ကိုရေပြောင်အောင်စီမြက်အောင်ထောင်းပါရေယိုသည်အမက်အနစ်နဲ့ရောပြီးအဝတ်နဲ့ထုတ်ပါခါနာဒူလက်အစ်ရောင်သားတွေကြက်ထုတ်စီပါအမြန်ပျောက်ကင်းပါတယ်။ စီချိုယောဂအတွက်စင်ကိုမြက်လက်ဖက်ရည်ကိုပုံမှန်တောက်ပေးပါက စီချိုယောဂကိုတတ်တာပြောင်းကင်းစေပါတယ်ထိခိုက်ရှနာဒဏ်ရာများအတွက်စင်ကိုမြက်ကိုထောင်းပြီးဒဏ်ရာပေါ်ကို အုံပေးပါ သွေးထက်တာရက်တန်းစေပါတယ်ကပ္ပယောဂစင်ကိုမြက်တီ တင့်အစာအိမ်မှာတန်ကောင်များနဲ့ကပားကောင်များကိုဖေရှားပေးနိုင်သောအာနိသင်ပြင်းတဲ့ဝမ်းနှုတ်စီဖြစ်ပါတယ်။အတုံးပြူနီကတော့အရွက်ပြုတ်ရီကိုတောက်ပေးခြင်းပဲဖြစ်ပါတယ်။စီလံကြောင့်ပိုးဝင်ခြင်းအတွက်အရွက်ပြုတ်ကိုတောက်သုံးနိုင်ပါတယ်။စင်ငုံမြက်အရွက်ပြုတ်တောက်ခြင်းဖြင့်သွေးတိုးရောဂါ ဖြစ်နိုင်ခြေကိုလျှော့ချပါစင်ငုံမြတ်ကိုထညက်နဲ့သုံးခွက်တစ်ခွက်တင်ကြိုတောက်ပါသွေးတိုးကြပါတည်းဖြာချင်းကိုပူချင်းတစ်အပူချိန်ကိုလျှော့ချရင်မြည်သည့်အစိမမလိုအပ်ပါပုံမြန်ပြီးထီရောက်တဲ့ရလက်တွေရလာဖို့အတွက်စင်ငုံမြတ်အမြင့်ပြုတ်တောက်ပေးပါ ်ညောင်ညာချင်းညောင်ညာချင်းမှတတရာရရင်နှုံနှုံစင်ထားသောအရွက်အချို့ကိုညောင်ညာကြိုက်ခဲနေသောနေရာကိုကပ်ပေးပါ မကြခင်တတစီပါတဲ့ဘောက်ထသူများအသက်ဖို့နှုံနှုံစင်ထားသောအရွက်များနှင့်ပင်စီများကိုအုံစီဖြင့်ရောမွေပါကောင်းလျှော်ရည်အဖြစ်အတုံးပြုပြီး ဝူရီပြပေါ်မြင်သာစွာနိုင်နေပေးပါဆက်ပင်ကျွချင်းကိုလည်းရတန့်စီပြီးတင်စပင်ကိုနှကိုအထုအတိုင်းပြန်လဲပေါလာစီနိုင်ပါတဲ့သွေးဝမ်းသွားခြင်းအတွက်စင်ကိုမြက်ရဲ့အမြင့်ပြုံးတောက်ပေးပါကတတစီပါတဲ့အမျိုးသမီးများအတွက်သွေးဆုံးကံယောဂဖြစ်ရင်အပင်ကိုအမြင့်ပါ nope ရင်းစင်အောင်ဆေးပြီးသုံးခွက်တစ်ခွက်တင်ဂျူတောက်ပါတတစီပါတဲ့ဒါကတော့စင်ကိုမြက်ရဲ့တဘာဝနီလန်းတွေနဲ့ကျမ်းမာရေးအတွက် သုံးဝင်ပုံတွေကို ပြောပြခဲ့တာပါဒီအကြောင်းအရာတွေဟာ တပါဝနီလံအတုံးပြုနီးတွေကိုပညာပေးအနေနဲ့မျှဝေထားခြင်းသာဖြစ်ပါတယ်။ဒီဗီဒီယိုဟာစေဖက်ဝင်အပင်ဘဟုတုတအတ္တဒါရည်ရွယ်ထားပြီးစေဖက်ဆိုင်ရာအကြံဉာဏ်မဟုတ်ပါ။ဒါကြောင့်ကျမ်းမာရေးအတွက်စိုးရိမ်ချက်များရှိပါကဆရာဝန်နဲ့ဒါရိုက်တိုင်ပင်တာက အကောင်းဆုံးနီလန်ပါ တဖက်တလန်းအနေနဲ့ဒါဈေးဖက်ဝင် အပင်တွေနဲ့ကုသပါလို့အကြံပြုပါရစေပြိတ္တကြီးအလုံးကျမ်းမှာပျော်ရှင်ကြပါစေ